မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဂျွန်လ17ရက်ကနေဂျွန်လ24ရက်အထိဆနေရက်ကြာကြာမြင့်ခဲ့တဲ့အီရန်နဲ့အစ္စရေးတို့အကြားတိုက်ပွဲအတွင်းအစ္စရေးနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့အခက်အခဲတွေအကြောင်းကိုမြက်သစင်ကမေးမြန်းသတင်းပို့ထားပါတယ်ရှင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အစ္စရေးနဲ့အီရန်တို့ကြားအပြစ်ခတ်ရေးဆွဲရေးသဘောတူခဲ့ကြောင်းကြေညာပြီးနောက်မှာနှစ်နိုင်ငံကအပြစ်ရဲ့အကြောင်းပြောဆိုခဲ့ကြပြီးလက်ရှိအခြေအနေကတော့ငြိမ်သက်နေတဲ့အခြေအနေဖြစ်ပါတယ်။ဇွန်လ23ရက်နေ့ကအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးစီမံကိန်းနေရာတွေကို အစ္စရေးကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအီရန်ကလက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။တာဝေးပစ်ဒုံးနဲ့ဒရုန်းပေါင်းရာချီပြီးအီရန်ဘက်ကလက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲကာလအတွင်း ်အစ္စရေးမှာနေထိုင်သူတွေကိုတိုက်ပွဲအကြောင်းအချက်ပေးမှုနဲ့ညွှန်ကြားမှုတွေအကြောင်းအစ္စရေးတယ်လီဗီမြို့မှာနေထိုင်တဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ကိုဂျက်ကောကပြောပြခဲ့ပါတယ်။ဘာတွေပြင်ဆင်ပေးထားတာလဲဆိုတော့ခုန Home Front Command အတိုင်းပဲဟိုဘယ်လိုပြောမလဲအဲ့ထဲမှာပဲညွှန်ကြားချက်တွေကိုထည့်ထားတယ်အထူးတဖြင့်အဲ့ဒီညွှန်ကြားချက်တွေထဲမှာဆိုလို့ရှိရင်လူစုလူဝေးမလောက်ရဘူးဒီစားတောက်ဆိုင်နေလို့ဘားတွေကလပ်တွေ ပြီးတော့မလိုအပ်တဲ့ဒီဈေးဆိုင်နေ shopping center တွေဓာတ်တွေပိတ်ထားရတယ်ပြီးတော့ကမ်းခြေတွေပိတ်ထားရတယ်ဒီပြည်သူတွေရဲ့ mobile phone နဲ့မှာထည့်ထားတယ် home front commanding မှာအရေးပေါ်ဖြစ်ခဲ့ရင်တစ်ခုခုတစ်စုံအကြောင်းတစ်စုံတရားဖြစ်ခဲ့ရင်ဆက်တွေ့ဖို့ phone number တွေပါတယ်ဓာတ်ကြီးလည်းပြောထားတယ်ဆိုတော့ဒီစစ်ပွဲကြောင်းထားလိုက်ဒီ Iran ဘက်ကတိုက်ခိုက်လာတယ်ပြစ်လွတ်လိုက်တဲ့ဒီ missile ကြတော့မယ်ဆိုလို့ရှိရင်ဒီ Israel IDF ပေါ့ Israel Defense Force ကနေပြီးတော့မှသူတို့ဒီ Home Front Command ကတစင်ကျွန်တော်တို့ကို10မိနစ်ကြိုးပြီးတော့မှအချက်ပေးတယ်ဆိုတော့အဲ10မိနစ်ကြိုးအချက်ပေးတာကကျွန်တော်တို့ဒီ protected area ပေါ့ဒီ bomb shelter လို့ဒီ detail ကိုတွားဖို့လုံလောက်တဲ့အချိန်ဖြစ်တယ်ဆိုတော့အဲ့နေရာမှာနေနေပါအဲ့အနီးနားမှာနေပါပေါ့အကယ်၍ missile ကကျွန်တော်တို့ဒီ Israel ရဲ့ဝေဟင်ပေါ်ရောက်လို့ကြာတော့မယ်ဆိုရင်သူတို့က အုတ်အော်တယ် siren သူတို့ကဒီကျွန်တော်တို့ဖုန်းထဲမှာဟောဒီနိုင်ငံထဲမှာရှိတဲ့နေရာအတိုင်းမှာဟောအုတ်အော်ချက်ပြီး noise ဆိုတယ်ထွက်လာအဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီဘန်ကာပေါ့ဒီဘုံချက်တာတဲ့ချက်ချင်းဝင်နေရတော့ဆိုတော့ i theme မှာပဲကျွန်တော်တို့ရစောင့်နေရမယ်ဒီ home front command ကနောက်10မိနစ်တုံးမို့15မိနစ်ဝင်ကျင်လာမှာအကယ်၍အားလုံး any game ဆိုရင်เนาะပြည်သူတွေပြန်ထွက်လာလို့ရပြီဆိုပြီး message ပို့တယ် အစ္စရေးရောက်မြန်မာတွေကစနေရက်ကြာကြာမြင့်ခဲ့တဲ့တိုက်ပွဲအတွင်းအလုတ်ကင်တွေနားထားရတဲ့အတွက်ဝင်းဝေတွေထိခိုက်ရသလိုနေထိုင်စရိတ်အတုံးစရိတ်မြင့်မားမှုတွေကြောင့်စိုးရိမ်စိတ်တွေဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်။ဒါအပြင်အီရန်နဲ့ဖြစ်တဲ့စစ်ပွဲမှာအီရန်ကပစ်ခတ်တဲ့တာဝေးပစ်ဒုံးတွေဟာပောက်ကွဲမှုဟာပြင်းထန်ပြီးတက်ရောက်မှုတွေဆိုးရွားတဲ့အတွက်နေရောညပါဘန်ဂါရီတွေပြေးလွှတ်ရသလိုဖိအားတွေခံစားရပြီးစိတ်ဓာတ်တွေကျလာခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံစားရတယ်လို့လဲဆိုပါတယ်အဲ့ဒါကဘယ်လိုပြောရမလဲကျောင်းအနေနဲ့ဆိုဟုတ်တယ်အကြီးမားဆုံးဒီစီဝါရမဲ့ဟာတစ်ခုတည်းမှာပါလိုက်တယ်ဒီအမတ်ခါစစ်ချက်တွေဟာမတ်စစ်ကြောင့်လည်းအဲ့ဒီစီဝါချက်တွေချက်တော့လာဆက်တယ်ဆိုတော့အခုတော့လည်းအခေါက်ပြန်ဖြစ်တယ်ဒါမှမတူရတာအရင်ခါတုန်းကအမတ်ဆိုတာတပီလေးပဲဆိုတော့ရောက်တိုင်းပြိတ်လည်းမစိုးရင်ကြာပြိတ်လည်းအဲ့တုန်းကဟိုပုံအောင်မှုချင်းနေအရာ နိုင်ငံတော်အနေနဲ့ပြီးတဲ့အချိန်ရရလဲဖော်ပါတယ်အဲတော့သူတို့ဟိုနိုင်တဲ့ first year လို့ခြင်းလမ်းပြအရင်ကြောက်တယ်အဲ့လိုမဆိုးဘူးကြာဖြစ်ခေါက်ကြတော့ဝင်ကြတယ်ဒါပေမဲ့ပြန်မလာမေးပြန်လဲဟိုဝင်ဝါကြချုပ်လို့ရပြန်ခြင်းနဲ့ချုပ်ရအောင်ပြန်လဲမပြန်ခြင်းဘာဆိုရင်ကျွန်တော်တိုင်းတားတူတားနေလဲလာခဲ့တော့ကျွန်တော်ဒီကမှလည်းမငြိမ်းချမ်းတော့ကွာပြန်လဲဟိုတော့ဆိုးတယ်ဒီမှာနေအချိန်ရောက်ကြည့်အောင်မယ်ဆိုရလူရ ဟိုပုံများကြားကျွန်တော်ကိုယ်တိုင်ပါဝင်ပါတယ်။အစ္စရေးနိုင်ငံတယ်လီဗီမှာရှိတဲ့မြန်မာအတန်ယုံရဲ့အချက်လက်အရအစ္စရေးမှာမြန်မာနိုင်ငံသားတရာကျော်ရှိပါတယ်။တရားမဝင်ဝင်ရောက်နေထိုင်သူတွေပါထည့်ပေါင်းရင်တော့အကြမ်းမြင့်အဖြစ်200ကျော်ရှိနိုင်ပါတယ်။အစ္စရေးနဲ့အီရန်တို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြားမြန်မာအတန်ယုံကမြန်မာနိုင်ငံသားတွေကိုအရေးပေါ်အခြေအနေမှာဆက်သွယ်ဖို့ထုတ်ပြန်ထားတာမျိုးတွေ့ရတယ်လို့မြန်မာနိုင်ငံသားတွေကပြောပါတယ်။ ဟိုဒီစစ်ပွဲစပြီးတဲ့အချိန်ကစပြီးတော့မှဒီเออทีวีดีทีวีมาရှိတယ်อิสรีมาရှိတယ်မြန်မာတန်ယုံมาတင်းထားတာကဒီအခြေအနေကြောင့်ဒီနေရက်ပြန်လို့ဒီပဲဖြစ်ဖြစ်ပေါ့เนาะအခက်ခဲတစုံတရာရှိခဲ့ရင်เนาะဒီอิสรีมาရှိတယ်မြန်မာတန်ယုံကိုဆက်တွေ့နိုင်ဖို့သူတို့ hotline number တွေပါတယ်တော့တင်းထားတာတော့တွေ့တယ်ခင်ဗျာ channel 22 22တော့ channel အပိုင်းတော့ကျွန်တော်တို့ပါတင်းมาတော့မကြတယ်ခင်ဗျာ ဇွန်လ22ရက်နေ့ကအီရန်နိုင်ငံမှာရှိတဲ့ Fordo နဲ့တခြားနျူကလ িয়ার စခန်းတွေကိုအမေရိကန်ကဘုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက်အစ္စရေးနဲ့အီရန်ကြားအလုံးစုံအပြစ်ခတ်ရက်စဲတော်မှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ကနေဇွန်လ24ရက်နေ့ကကြေညာခဲ့ပါတယ်။ဇွန်လ23ရက်နေ့ကနေ24ရက်နေ့အထိအီရန်အစ္စရေး12ရက်ကြာတိုက်ပွဲအတွင်းအီရန်မှာလူပေါင်း630သေဆုံးခဲ့ပြီးအစ္စရေးမှာတော့ 28ယောက်သေဆုံးခဲ့တယ်လို့ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ကျမမြတ်သစင်ပါရှင်။တာဂီတာမျိုးနဲ့မြင်တော်သားလမ်းမမရှိတဲ့မြို့မရဲ့စခန်းလေးမှာမပေါက်ကွယ်သေးတဲ့လက်လုံပုံတလုံးတွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲဝန်ထမ်းတယောက်ကအတည်ပြုပြောပါရယ်။ဂျွန်လ25ရက်မွန်းတက်12နာရီဝန်းကျင်လောက်မှာစစ်ကောင်စီတပ်ဆွဲထားတဲ့ဘောလုံးကွင်းအနီးနဲ့တာဂီတာမျိုးမရဲ့စခန်းလေးမှာ မပောက်ကွယ်သေးတဲ့ဘုံတလုံးတွေ့ရှိခဲ့တာကြောင့်စစ်ကောင်စီကလမ်းပိတ်ပြီးဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာစီပင်ယုံလည်းရှိပြီးတက်ဆွဲထားတဲ့ဘောလုံးကွေးလည်းရှိကလမ်းပိတ်ပြီးခွဲလိုက်ရတယ်လို့ရက်စကနီနဲ့ထိုင်သူတယောက်ကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီအနေနဲ့ရှာဖွေမှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့ဖြတ်တန်းသွားလာတဲ့သူတို့ချို့ကိုလည်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ ဒီပပယုံမြတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်